မကြီးရဲ့ရဲ့ကျမ်းမာရေးအတွက်တဘာဝကောင်းကျိုးများမကြီးရဲ့ကို လူတိုင်းသိကြပါတယ်အထူးသဖြင့်အညာဒေတာက လူတွေအတွက်မစ်စင်ဟင်းသက်ခွက်ပါဒါပေမဲ့မကြီးရဲ့ဟာစားစရာတစ်ခုတင်မဟုတ်ပဲကျမ်းမာရေးအတွက်အထောက်အကူဖြစ်စေတဲ့တဘာဝကပေးတဲ့လက်ဆောင်တစ်ခုလည်းဖြစ်ပါတယ် This video is intended for educational purposes only and should not be considered medical advice If you had any concern about your health please consult a qualified healthcare professional directly မကြီးရွက်ပြုတ်ရည်ဟာအသေးမှရှိတဲ့အစီနဲ့အစိတ်အတော့တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ကျမတို့မကြခဏဆိုသလိုပင်ပန်းလွယ်ပြီးအားမရှိတာနည်းနည်းလှောက်လျှောက်တာနဲ့မောတာနှုံးခွေပြီးထိုင်းမိုင်းနေတာစတဲ့လက္ခဏာမျိုးတွေဖြစ်လာရင်အသက်ကြီးလာလို့ပဲလို့အလွေတကူမသွေးလိုက်ပါနဲ့။ဒါဟာသိရင်အသေးမှပြဿနာရှိနေတာဒါမှမဟုတ်အသေးစီဖုံးနေတဲ့လက္ခဏာဖြစ်နေပါတယ်။ ဒီလိုမျိုးအသေးမြပတ်သက်တဲ့ပြဿနာကိုတတဆီဖို့အတွက်ရှီးယခင်ကလေးကအဖိုးအဖွားတွေတုံးခဲ့တဲ့ရိုးရာနီလန်တစ်ခုရှိပါတယ်။ဒါကတော့အိမ်မောင်မတဲ့အလွယ်တကူရနိုင်တဲ့မကြီးရက်နဲ့ကုသတဲ့နီးပဲဖြစ်ပါတယ်။ ဝကြီးရဲ့ပြုတ်ရည်ဟာအသေးကနေအစီနဲ့အစိတ်တော်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။အထူးသဖြင့်အစီအစိတ်များတဲ့အစာစားတွေ၊အကြော်အလော်တွေ၊ဒါမှမဟုတ် အရက်သေးစားတောက်တုံးတဲ့သူတွေအတွက်ဝကြီးရဲ့ပြုတ်ရည်ကအသေးကိုအားကောင်းစေတယ်လို့လည်းပြောကြပါတယ်။ဒါအပြင်တိတ်ချီရည်ကိုလည်းပုံမှန်လှုပ်ဆော်ပေးပြီး အစာကြေညက်လွယ်တာပင်ပန်းတာနဲ့အာမေရမျိုးကိုတက်တာစီပါတယ်။ ဒါကြောင့်ခန္ဓာကိုယ်တွေကမလိုအပ်တဲ့အစီပိုတွေကိုဖယ်ရှားပြီးတော့အသေးကိုအဖြစ်ပေးရရောက်ပါတယ်။ဘယ်လိုအသုံးပြုရမလဲဆိုရင်မကြီးရပြုတ်ရလို့ဖို့အတွက်မကြီးရမင်းမူလက်တဆုပ်စာကိုရေတလီတာနဲ့10မိနစ်ကနေ15မိနစ်အထိပြုတ်ပေးပါပြီးရင်အိမ်ရာမဝေခင်ဒါမှမဟုတ်မနက်စာမစားခင်တစ်ခွက်လောက်ကိုနွေးနွေးလေးတောက်ပေးနိုင်ပါတယ်အရာတာအတွက် ကြားရအနေငယ်ထည့်ပြီးလဲတောင်းတနေပါတယ်။အသိအစီဖုံးတဲ့သူတရားမကြီးရွတ်ပြုတ်ရီကို နေ့စဉ်ပုံမှန်တောက်လို့မမအကြမှာအသိအခြေအနေဟာတိတိတတ်တာတိုးတက်လာခဲ့ပါတယ်။ဒီတွင်တကြားတဲ့နဲ့အစီဓာတ်တွေလည်းကြဆင်းသွားတာကိုတွေ့ရတဲ့အတွက်ဆွေးဝါးတွေကိုရှော့တောက်နေခဲ့ပါတယ်။အခုဆိုမကြီးရဲ့အပြုတ်ရည်ဟာသူ့ရဲ့နေ့စဉ်ကျန်းမာရေးလက်ရိုးလို့စဖြစ်နေပါပြီ။ တောက်တုံးရဲ့အကြံပြုချက်များတမိတခွဲနဲ့နဲ့ညာကိုတပန်းနပတ်စတိတ်တော့စီချိုအသေးအစီဖုံးနဲ့ကိုလက်စတောများသူများပုံမှန်တောက်တုံးတင်ပါတယ်မကြီးပြုတ်ရည်ရဲ့ကျမရင်အာနိတများအသေးတန်းစဉ်ချင်းအသေးအစီဖုံးချင်းနဲ့ခန္ဓာကိုယ်မှာအစိတ်အပေါက်များကိုဖေရှားပေးပါတယ်စီချိုထင်းချုပ်ချင်းတွေးတင်းတခြားတက်ကိုတပါဝသိမ်းလျှော့ချပေးနိုင်ပါတယ် သွေးပန့်စင်ခြင်းကိုလက်စတောမြင့်မားခြင်းနဲ့သွေးကြောပိတ်ဆို့ခြင်းကိုကာကွယ်ပေးပါတယ်။ဦးလန်းကြောင်ကျန်းမာရေးဝမ်းမံစေပြီးအစာချေစနစ်ကိုအားကောင်းစေပါတယ်။ကိုခံအားမြင့်တင်ခြင်းဓာတ်တော်ဆန့်ကျင်အာနိသင်ရှိပြီးယောဂါပုံမှန်များကိုသိပ်ဖြတ်ပေးပါတယ်။နောက်ထပ်အကျိုးကျေးဇူးတွေကတော့နံပါတ်၁စီချိုယောဂါ၊ဝကြီးရဟာ အင်ဆူလင်ရောကျခြင်းကိုခုခံနိုင်တဲ့ဓာတ်တွေပါဝင်တာကြောင့် စီးချိုယောဂနဲ့စီးချိုအကျိုးယောဂတွေအတွက်စားသုံးဖို့တင်တော်ပါတယ်။နံပါတ်1အနာကျက်မြန်ခြင်းပြေရှားအနာတွေပေါ်မှာ မကြီးရွက်တက်သူရေကို လိမ့်ပြီးအနာကျက်မြန်စေတာကိုတွေ့ရပါလိမ့်မယ်။နံပါတ်3ခုခံအားကောင်းမှုစီခြင်းမကြီးရွက်မှာဗီတာမင် စီများစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားကိုကောင်းမွန်စေပါတယ်။နံပါတ်4အသားအရည်ကို ကြည်လင်စေခြင်းမကြီးရွက်မှာ အင်တီအောက်ဆီဒန့်ပါဝင်လို့အရေးအကြောင်းတွေဖြစ်ပေါ်တာကိုရှင်းချပေးနိုင်က အသားရေကိုကြည်လင်စေပါတယ်။နံပါတ်၅ကဒင်းချမ်းမာရေကောင်းမှုစေခြင်း။တဖုံးပုံရံတာနဲ့တဖုံးသွေးထွက်ရောဂါတွေအတွက်ငကြီးရမှာပါတဲ့ဗီတာမင်စီကတက်တာကောင်းမှုစေပါတယ်။နံပါတ်၆အာအင်တိုးစေပြီးမောပန်းလွယ်မှုကိုရှင်းချပေးခြင်း။ခန္ဓာကိုယ်ကိုလန်းဆန်းတက်ကြွစေပါတယ်။ နံပါတ်4ပုံမကောင်းမှုစွာ အိပ်ပျော်စေပြီးစိတ်ဖိစီးမှုလျှော့ချခြင်းစိတ်ကိုယ်ပင်ရစီကစိတ်ဖြစ်စီမှုကိုပြည့်ရစေပြီးအိပ်ဆက်ခြင်းကိုရည်တင်ပေးပါရယ်။နံပါတ်၈အေးမှုခြင်းနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြည့်စုံအများကိုတက်တာစီခြင်း၊တလိတ်များကိုဖေရှားပေးခြင်း၊ချောင်းဆိုးခြင်းကိုလျှော့ချပေးခြင်းနဲ့အသက်ရှူရလေကူးစီခြင်းတို့အတွက် အကူအညီပေးပါရယ်။ နဘတ်ကို အစာချစ်စနစ်ကိုညတာစီချင်းလေပွားချင်းနဲ့အစာမကြေချင်းများကိုလျှော့ချပေးကဥလန်းကြောင့်အတွင်းရှိလေများကိုဖေရှားပေးပါလေနံပါတ်10အစိတ်အတော့များကိုဖေရှားခြင်းခန္ဓာကိုယ်ရဲ့တဘာဝအစိတ်ထုတ်လွှတ်မှုရန်နေရာကိုအားကောင်းစေပြီးတော့အလုံးစုံကျမကြီးကိုပုံမှုကောင်းမှုစေပါတယ်ဒါကြောင့်အစာလဲစေးဆေးလဲအစာဆိုတယ်လို့ဝကြီးရွက်ကိုကြောစားတုပ်စား ဟင်းရီချက်စာစသဖြင့်ပြုလုပ်စားသုံးလို့ရပါတယ်။တဘာဝစီးဖွင့်ဝင်ပစ္စည်းများကိုမန်ကန်စွာအသုံးပြုခြင်းဖြင့်ကျန်းမာရေးအသက်များစွာအထောက်ဖြစ်စေမှာအမှန်ပါပဲ။ဒီလိုနည်းလမ်းတွေကိုသိထားရင်ပြည့်နှက်တမိသားစုအသက်တဘာဝအစားအသောက်တွေကိုမျှတစွာစားပြီးကျန်းမာပျော်ရွှင်တဲ့မိသားစုဘဝတွေကိုပန်းဆိုင်နိုင်ကြပါစေနော်။ပိတ်တက်ကြီးအားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင်။